ေ့မှာတော့ monofilament စမ်းသပ်မှုအကြောင်းကိုပြောပြပါမယ်။အခုတော့ monofilament စမ်းသပ်မှုကို neuropathy လို့ခေါ်တဲ့အခြေအနေကိုရှာဖွေရန်အသုံးပြုပါတယ်။ဒါပေမဲ့ neuropathy အမျိုးအစားအများကြီးရှိပါတယ်။ဒါပေမဲ့ peripheral neuropathy ကတော့ကျွန်တော်တို့ပြောပြနေတဲ့အရာပါ။ယခု monofilament စာမေးပွဲကိုပြင်ပလူနာအခြေခံအဖြစ်လောက်ဆောင်သည်။ တိပါဒလားဒါကတော့ခြေထောက်ရဲ့အစိတ်အပိုင်းမျိုးမျိုးမှာဖောက်ဟိမက်ကိုအသုံးပြုတဲ့အလွန်ရိုးရှင်းတဲ့စံတတ်မှုပါသင်မှာအာယုံခံနိုင်စွမ်းရှိမရှိကိုကြည့်ဖို့ခြေထောက်ရဲ့အစိတ်အပိုင်းမျိုးမျိုးမှာစံတတ်ပါတယ်အခုကိုခန်းစားရလားမခန်းစားရဘူးလားမင်းလျှော့နေသလားဒါမှမဟုတ်အာယုံခံနိုင်စွမ်းအခုခုရှိလားအခုတော့ဒါကတော့ peripheral neuropathy လို့ခေါ်တဲ့အခြေအနေကိုရှာဖွေရန်သို့မဟုတ်အ ਨੇ ဆုံးလူနာများကိုစစ်ဆေးရန်အထောက်အကူပြုပါလိမ့်မယ် အခုတော့ peripheral neuropathy ဆိုတဲ့ယောဂါကအိန္ဒိယမှာအတော်လေးရှိပါတယ်ကျွန်တော်တို့မြင်ရတဲ့အကြောင်းရင်းအများဆုံးကဈီချိုယောဂါပါအိန္ဒိယမှာဈီချိုယောဂါရှိသူအရေအတွက်အနွန်များပြားတဲ့နိုင်ငံဖြစ်ကြောင်းကျွန်တော်တို့သိပါတယ်အခုတော့အထူးသဖြင့်ဈီချိုယောဂါကိုထိန်းချုပ်ထားမရတဲ့လူနာတွေမှာ peripheral neuropathy ဖြစ်နိုင်ခြင်းအလွန်များပါတယ်အခုတော့အစားအသောက်နဲ့လေ့ကျင့်ခန်းတွေကိုလုပ်ဖို့အမြဲကောင်းပါတယ်ကျွန်တော်တို့ကိုယ်ကို ကျန်းမာအောင်ခိန်သိမ်းဖို့နဲ့ အမြဲပြုလုပ်ရမယ့်စစ်ဆေးမှုတွေကိုလုပ်ဖို့ကောင်းပါတယ်။ဒါကြောင့်ဒီလိုခြေနေတွေကိုစစောမီနိုင်ပြီးကုသနိုင်ပါတယ်။အခုတော့ peripheral neuropathy ကိုအချိန်မီရှာဖွေမိပြီးကုသမရရင်ဘာဖြစ်မလဲ။ဒါဟာအကြောင်းမဲ့မသိတာမှုကိုဖြစ်စေတတ်ပြီးအထူးသဖြင့်ခြေထောက်တွေမှာပုံများပါတယ်။ဒါကြောင့် monofilament စစ်ဆေးမှုကိုခြေထောက်တွေမှာလုပ်ကြပါတယ်။အခုတော့ဒီအရာကိုလုံးဝလစ်လျူရှုမိ မတော်တဆကြောက်တုံးတလုံးပေါ်မှာဒါမှမဟုတ်တန်ကျေတူတစ်ချောင်းပေါ်မှာခြေတော့နေမိရဲ့အနာတစ်ခုဖြစ်နိုင်ပြီးအနာဟာကိုတစ်ခုလုံးကိုပြန့်နှံ့နိုင်ပြီးအသက်အနည်းရရှိနိုင်ပါတယ်။ ဒါဟာတွေးပိုးဝင်ခြင်းနဲ့အခြားသောယောဂပိုးဝင်မှုများစွာကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်တင်းချေထောက်တွေကိုဘယ်လိုရှိလဲဆိုတာအမြဲဆောင်ကြည့်ပြီးအထူးသဖြင့်စီချိုယောဂရှိသူတွေအတွက်တင်းချေထောက်တွေကိုမယူဆိုင်ပါဒါပေမဲ့စီချိုယောဂရှိသူတွေအတွက်တာမကအခြားသူတွေအားလုံးအတွက်ပါအကြောင်းကတော့ကျွန်တော်ပြောခဲ့သလိုစီချိုယောဂအပြင် peripheral neuropathy ဖြစ်စေတဲ့အခြားအကြောင်းရင်းများစွာရှိပါတယ်။ဗီတာမင်ချို့တဲမှုတွေရှိနိုင်ပါတယ်။ ဒီရာအားလုံးကိုပုံမှန်စစ်ဆေးမှုတွေကျန်းမာရေးစစ်ဆေးမှုတွေကနေရယူနိုင်ပြီးအဲ့ဒါတွေကို အပိုလိုစေယုံဘန်ဒလူးရူးမှာပေးဆောင်ပါတယ်။